နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ရန်ပုံငွေအခက်အခဲကြောင့်မြန်မာနိုင်ငံမှာရှိတဲ့လူကြီးစဲသိန်းကိုစာနယ်ကထောက်ပံ့မှုအစီအစဉ်ကိုရဆိုင်တော့မယ်ဆိုပြီးတော့ WFP ကဒီနေ့ထုတ်ပြန်ပါတယ်။ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အဲ့တော့သူတို့ရဲ့ဒီရဆိုင်ရတဲ့အကြောင်းရင်းကရန်ပုံငွေအခက်အခဲကြောင့်ရဆိုင်ရတယ်။ဒီရဆိုင်မှုကြောင့်မြန်မာနိုင်ငံမှာရှိတဲ့လူကြီးစဲသိန်းဟောစဲသိန်းပေါ်မှာဒီတက်ရောက်မှုရှိတယ်လို့သူတို့ကဖော်ပြထားတယ်။တနည်းအားဖြင့်ကျွန်တော်ကုလသမဂ္ဂစာနယ်ကအစီအစဉ် WFP ကဒီကနေ့ဒါသူတို့သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ ဒီဒီထောက်ပံ့မှုကကျွန်တော်တို့ဒီ April လကနေစတင်มาဖြစ်ပါတယ် April လအစတင်มาဆိုတော့ကျွန်တော်တို့3လပိုင်းအကုန်ဒီတော့တို့ထောက်ပံ့မယ်ဒီ4လပိုင်းကစပြီးတော့တို့မထောက်ပံ့တော့ဘူးလို့တို့ဖော်ပြတာတွေ့ရပါတယ်အဲ့တော့ဒီ WFP အဖွဲ့ကဘယ်နေရာမှာအများဆုံးထောက်ပံ့လဲဆိုရင်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေကိုအများဆုံးထောက်ပံ့ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ခမားတို့နေတဲ့နေရာမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကိုထောက်ပံ့တာမဟုတ်ပါဘူးတစ်ဖက်မှာရှိတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဘင်္ဂလီတွေနေထိုင်တဲ့ဧရိယာတွေနဲ့ ဒီဘူးစီတော်မောင်တော်မှာရှိတဲ့ဒီရခိုင်တိုင်းသားတွေပေါ့ဗျာအဲ့ဒီရဲ့တကြောကိုပဲထောက်ပံ့တာပါရခိုင်တိုင်းသားဆိုတဲ့နေရာမှာရခိုင်မြို့နယ်မြောက်ပိုင်းကဘင်္ဂလီဥယေက69ရာခိုင်နှုန်းရှိတယ်ဒေတာတိုင်းသားကကျွန်တော်တို့1% 1ရာခိုင်1ရာခိုင်နှုန်းပဲရှိပါတယ်တနည်းအားဖြင့်ဘင်္ဂလီ69ရောက်ရှိရင်ဒေတာကရခိုင်တိုင်းသားကတရက်တယောက်ပဲရှိတယ်လို့ဆိုလိုတာပါအဲ့တော့သူတို့ရဲ့ထောက်ပံ့မှုတွေကကျွန်တော်တို့ဘင်္ဂလီတွေအပေါ်ပဲတက်ရောက်မှုရှိပါတယ်လက်ရှိကျွန်တော်တို့အခြားသောနေရာတွေမှာကအဲ့ဒီနေရာတက်ရောက်မှုမရှိပါဘူးဥပမာကျွန်တော်တို့လက်ရှိဒီဒီပရိပကတွေကြောင့် ဆစ်ဆောင်နေရတဲ့ပြည်သူတွေစကိုင်းထဲမှာလည်းရှိတယ်မကွေးတိုင်းမှာလည်းရှိတယ်ကချင်ပြည်နယ်မှာလည်းရှိတယ်အခြားသောကျွန်တော်တို့ကယားတို့ကရင်တို့အဲ့ဒီဒေသတွေမှာလည်းရှိတယ်အဲ့ဒီဒေသကလူတွေကတော့လုံးဝတက်ရောက်မှုမရှိပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကတော့သူတို့အချင်းတွေကသူတို့ရအောင်သူရက်တည်နေကြတာပါအဲ့တော့ဒီနိုင်ငံတကာအဖွဲ့တွေရဲ့နိုင်ငံတကာအဖွဲ့တွေရဲ့ထောက်ပံ့မှုတွေနဲ့ပတ်သက်ရင်အဲ့ဒီနိုင်ငံတကာအဖွဲ့တွေကမြန်မာနိုင်ငံကလာခင်ဗျာအယူဘလောက်ထောက်ပံ့နေအပြည့်ဘယ်နိုင်ငံကဘလောက်ထောက်ပံ့နေပြီးရင်ကျွန်တော်ဘယ်အဖွဲ့ကြီးကဘလောက်ထောက်ပံ့နေအဲ့ဒီထောက်ပံ့မှုတွေအားလုံးကတီချခိုင်းပြီးနဲ့မြောက်ပိုင်း ဘင်္ဂလီတွေကိုပဲထောက်ပံ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မြန်မာနိုင်ငံအတွင်းဘက်မှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုထောက်ပံ့မှုမဟုတ်ပါအဲ့ဒီကတက်ရောက်မှုကကျွန်တော်ဘင်္ဂလီတွေပေါ်မှာပါတက်ရောက်မှုပဲဘင်္ဂလီတွေပေါ်ပဲတက်ရောက်မှုရှိပါတယ်အဲ့တော့ဘင်္ဂလီတွေကလက်ရှိဘင်္ဂလီတွေကကျွန်တော်တို့သူတို့မလုပ်လဲစားလို့ရတယ်သူတို့ကအလုပ်လုပ်ရမလို့နိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုးကသူတို့ခေါင်းစဉ်မျိုးမျိုးနဲ့ထောက်ပံ့တယ်အဲ့ဒီကထောက်ပံ့မှုနဲ့သူတို့ကဘာအလုပ်လဲလုပ်ရလဲဆိုခင်ဗျာသူတို့မှရှိတဲ့ဒါကျွန်တော်တို့ပွင့်လင်းပြောမှာဗျာ လင်းယူတာမွေးလို့ပဲသူတို့လောက်ရတယ်အဲ့မှာရှိတဲ့ယောက်ျားတယောက်ကသူသားပေါ့ဖို့အလုပ်ပဲသူကလောက်ရတယ်သားပေါ့ဖို့အလုပ်ပဲလောက်ရတယ်အဲ့တော့တနည်းအားဖြင့်ရခိုင်ပြည်မြောက်ပိုင်းကိုဆိုလူဦးနဲ့မျိုးတာပေါ့ဗျာလူဦးနဲ့မျိုးမယ်ပြီးရင်ကျွန်တော်တို့နတ်မြို့ဟိုဘက်ကိုင်းဒီဘက်ကိုသူတို့လာဘင်္ဂလားဒေ့ပိုင်နေတယ်သူကထဲ့ကျင်တဲ့နိုင်ငံကြီးမှကျရှိတယ်ခင်ဗျာအဲ့မှာခင်ဗျားတို့သွားကြည့်လိုက်ခင်ဗျားတို့သွားကြည့်လိုက်အဲ့မှာမမေ့သားဆိုတဲ့အနီကြောင်လေးကခင်ဗျားတို့သွားကြည့်လိုက်မမေ့သားဆိုတဲ့လူကြီးခင်ဗျားတို့ဟလာအဲ့ဒီအဖွဲသွားကြည့်လိုက်ရခိုင်ပြည်နယ်မှာကဘင်္ဂလီအမျိုးသားတယောက်က အမျိုးသားတယောက်ကအမျိုးသမီးခမ10ယောက်လောက်ယူတယ်ဗျ10ယောက်လောက်ယူတယ်ဒီလူရဲ့အလုပ်ကဘာလုပ်ကလဲဆိုညာတိုင်းခမခမတို့ကျွန်တော်တို့ကနေ့စဉ်ခမအလုပ်လုပ်ရသေးတယ်ဟာလာဒီခမတို့ဗမာတိုင်းသားတွေလည်းခမတို့မပြေလည်တဲ့သူဆိုခမတို့ဒီကုံတွေထမ်းရတယ်လေယာဉ်လုပ်ငန်းမှာလုပ်ရတယ်စသည်လုပ်ငန်းတွေမှာလုပ်ရတယ်ဒီချက်ခိုင်းမြေမြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီကခမလူဖြစ်ကြတာကန်ကောင်းတယ်သူတို့မှာကတားပေါ့ဖို့ပဲသူတို့ကသူတို့ခြုံနေရတာအဲသူတို့ကသူတို့ခြုံနေအဲအမှကျွန်တော်တို့ဒီသူတို့မိန်းမ10ယောက်10ယောက်အများကြီးပဲယူထားတာပါ ဒီကျွန်တော်အဲ့ညာတိုင်းညာတိုင်းမှာတို့ကအာတယောက်ဗီဒီယိုတယောက်ဗီဒီယိုအဲ့အဲ့ကိစ္စပဲတို့လုပ်တယ်ပြီးတော့တို့ရဲ့အိမ်တိမ်မှာဆိုရင်ခင်ဗျာလူကြီးက90ပတ်လေးရှိတယ်90ရအထောက်ရှိတယ်အဲ့တော့တို့ကတို့ကခင်ဗျာအဲ့မှာမြန်မာမြန်မာဒီဒီမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့ကလေးမှုဘွားနှုန်းကတအိမ်မှာခင်ဗျာလူကြီးက2ယောက်3ယောက်ပဲမွေးတယ်လက်ရှိအနေသားဆိုခင်ဗျာ1ယောက်ပဲမွေးတယ်ဒါဒါမွေးတဲ့နေရာတကယ်ဒီရန်ကုန်မန်းလေးတို့နေရာတွေမှာကလေးတော်မမွေးတော့ဘူးတို့ဒီအတူနေတဲ့ပုံစံနဲ့ပဲတို့နေကြတော့တယ်ကလေးမွေးတာတွေတိတ်မရှိတော့ဘူး မရှိကြတော့ဒီဘက်ဘင်္ဂလီတီကတော့ခင်ဗျာတယောက်ကိုလူကြီး90လောက်မွေးတယ်90 90အထက်လောက်မွေးတယ်အဲ့တော့သူတို့ကဒီလူကြီးပွားလာပြီးတော့နည်းမြေတွေကိုချက်အဲ့လိုနဲ့ပဲသူတို့ချက်တယ်အဲ့လိုနည်းမြေတွေချက်နိုင်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကသူတို့ဒီလိုမျိုးလုပ်နိုင်ဖို့အတွက်ငွေကြေးကိုကောင်းကောင်းမွန်မွန်ထောက်ပံ့တာဒါကြောင့်ဒီဘင်္ဂလီတွေကကျွန်တော်တို့ဒီပွင့်လင်းရာသီရောက်လာတဲ့အခါမှာသူတို့ဆက်လီကြီးတွေနဲ့မလေးရှားကိုသူတို့သွားတာတော့အဲ့တော့ဒီပြည်မာတဲ့ကိုဝင်ဖို့အတွက်ပွဲစားကိုခင်ဗျာတိမ့်တရာပြီးတော့တိမ့်နေရပြီးတော့သူတို့ပေးနိုင်တယ်ခင်ဗျာလိုက်ကြည့်လိုက်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ခြေလက်နေတောင်သူအများစုပေါ့ ီးတော့ကြည့်လိုက်နေပြည်သူလိုက်ကြည့်လိုက်ခင်ဗျာတအိမ်မှာခင်ဗျာတိတ်တရာမဆောင်နိုင်တဲ့အိမ်တွေအများကြီးရှိတယ်တိတ်တရာတော့ပိုင်ဆိုင်မှုမရှိတဲ့ငွေသားမကင်နိုင်တဲ့မိသားစုအများကြီးရှိတယ်ဒါပေမဲ့ဘင်္ဂလီတွေကခင်ဗျာတအိမ်တဲကိုငွေကြီးကိုခင်ဗျာယာနဲ့ချိကင်နေတယ်အဲ့ဒီလိုနေတာအဲ့ဒီလိုအဲ့ဒီလိုခြုံနိုင်ဖို့တော့ကလည်းလက်ရှိဒီ WFP လိုအဖွဲ့အစည်းတွေကဒီလိုဘင်္ဂလီတွေအဲ့ဒီလိုသူတို့ရဲ့သူတို့ပြည်စီသူတို့ခြုံနိုင်ဖို့လူကြီးတွေမျိုးဝါနိုင်ဖို့အတွက်တောက်လျှောက်ကိုကျွန်တော်ပုံမှန်ထောက်ပံ့နေတာအဲ့တော့ဒီ WFP ရဲ့ထောက်ပံ့မှုကမြန်မာနိုင်ငံမှာရှိတဲ့လူကြီး၁၀သိန်းကိုတက်ရောက်မယ်ဆိုတာကကျွန်တော်တို့ ဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေဘာမှထိခိုက်မှုမရှိဘူးတက်ရောက်မှုလည်းမရှိပါဘူးကျွန်တော်ပြည်တွင်းမှာရှိတဲ့လူတွေကကိုယ့်အကိုအဆင်ပြေလို့ပဲကျွန်တော်တို့ရုန်းကန်နေကြတာဖြစ်ပါတယ်တက်ရောက်တာကကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေနဲ့အဲ့ဒီဒေသမှာရှိတဲ့လူနည်းစုရခိုင်တိုင်းသားတွေကတက်ရောက်မှုရှိတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီကနေ့နိုင်ငံတကာသတင်းတွေမှာဖော်ပြနေတဲ့အခြေအနေပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ရုရှားပီလာရုခီးစင်ကနေပြန်လာပြီးတော့မြန်မာနိုင်ငံမှာလည်းဒါဆက်လုပ်ဆရာရှိတဲ့ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လုပ်ငန်းဆက်လုပ်နေတယ်။သို့တော်လည်းပဲအဲ့ဒီဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ပီလာရုရုရှားခီးစင်ရဲ့ခရက်ကတော့နိုင်ငံတကာသတင်းစာမျက်နှာတွေမှာယနေ့ထိပြည့်ရသေးပါဘူး။အဲ့တော့ဒီကနေ့စိတ်ဝင်စားပွဲရာသတင်းတစ်ပုဒ်ကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားနိုင်ငံခီးစင်မှာရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အခါမှာပူတင်ကမြန်မာတပ်မတော်အတွက် ကျွန်တော်တို့ထောက်လန်းရေးနည်းပညာအကူအညီပေးဖို့ကမ်းလှမ်းခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြတာတွေ့ရတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီဂျိုရုနဲ့ပတ်သက်ပြီးတော့ဂျိုရုနဲ့ပတ်သက်တဲ့ပြီးတော့ဒီဂျိုရုဓာတ်ပုံတွေကိုအဲမြန်မာတပ်မတော်ကိုကူညီမယ်ဆိုပြီးတော့သူတို့ပြောဆိုလိုက်တယ်။အကူအညီမှုတွေလုပ်မယ်ဆိုပြီးတော့ဒီနိုင်ငံတကာကနိုင်ငံတကာသတင်းထောက်လန်းမှာဖော်ပြနေတာတွေ့ရပါတယ်။အဲ့ဒီရဲ့တက်ရောက်မှုကဘယ်ကိုသွားမလဲဆိုတော့သူတို့ရဲ့ထုတ်ပြန်ချက်မှာဆိုရင် ရုရှားကနေပြီးတော့မြန်မာနိုင်ငံကိုကြီးလင်းပြသတဲ့ဂျိုရုတပ်ပုံတွေကိုပေးပို့သွားဖို့အတွက်ဒါရုရှားသမ္မတကနာဆကနာဆကဥက္ကဋ္ဌကိုသူတို့ကမ်းလှမ်းခဲ့ပါတယ်ပြီးခဲ့တဲ့2000 2008ခုနှစ်ကာလမှာလည်းမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့နာဂိတ်မုန်တိုင်းနေမှာနာဂိတ်မုန်တိုင်းတန်းကြောင့်ထိခိုက်ပျက်စီးသွားမှုနဲ့ပတ်သက်ပြီးတော့မြန်မာအစိုးရနဲ့ကုလသမဂ္ဂကိုကုလသမဂ္ဂကိုအမေရိကန်ကဂျိုရုတပ်ပုံတွေထောက်ပံ့ပေးခဲ့ရပါတယ်ပြီးခဲ့တဲ့2008ခု2008ခုနှစ်နာဂိတ်ကာလနာဂိတ်ဖြစ်ခဲ့တယ်ဗျအဲ့ဒီအချိန်တုန်းကဒီကောင်းကင်တပ်ပုံတွေနဲ့ပတ်သက်ရင် အမေရိကန်ကနေပြီးတော့ဒီမြန်မာအစိုးရကိုဒီဓာတ်ပုံတွေဒါဖလှယ်ခဲ့တယ်လို့သူတို့ကပေးခဲ့တယ်ဖော်ပြခဲ့တယ်။လက်ရှိဒီရုရှားရုရှားနိုင်ငံကလည်းရုရှားသမ္မတပူတင်ကလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ဒါသတင်းအချက်အလက်ဂျူရုဓာတ်ပုံတွေကိုဒါမြန်မာတပ်မတော်ကိုသူတို့ပေးဖို့အတွက်အဆောင်နေပြီလို့ဖော်ပြနေတာတွေ့ရတယ်။ဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အော်ဒီသတင်းကကျွန်တော်တို့ဒါဒီသတင်းကနိုင်ငံတကာသတင်းမီဒီယာတွေရေးနေကြတယ်လို့ဒီသတင်းကမှန်တယ်ဆိုရင် ိုင်ငံတော်ကာကွယ်ရေးအတွက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့အချိန်အဝန်ကကောင်းတော့မှဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်အာခင်ဗျာဘယ်နေရာမှာအဘယ်နေရာမှာဘယ်သူတွေလှုပ်ရှားတယ်ဘယ်နေရာမှာစခန်းတိုင်းတယ်ဘယ်နေရာမှာပါလဲဆိုတော့အဲ့အချက်လက်တွေရသွားပြီဆိုရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအရွေးကဒါကျွန်တော်တို့အချိန်အဝန်တစ်ခုနဲ့ဒါကောင်းသွားနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒါကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ပြီးတော့အဲ့ရဲ့ဒီနိုင်ငံကသတင်းထားတာတွေရဲ့ဒီထုတ်ပြန်ချက်တွေရောဒီအခြေအနေကိုစောင့်ကြည့်တဲ့ နိုင်ငံတကာရပ်ဖက်ဖွဲ့တွေရဲ့ဒီထုတ်ပြန်ချက်မှာဆိုရင်ဥမာဖက်လိုက်ရတာကရုရှားနဲ့ဒါမြန်မာတပ်မတော်ကထောက်လန်းရေးကဏ္ဍမှာပူးပေါင်းဆောင်မှုတွေရှိလာပြီဆိုရင်တဲ့စစ်ဘက်ဆိုင်ရာထောက်လန်းမှုဆွမ်းရည်တွေနောက်တက်တဆင့်တိုးတက်လာမှာဖြစ်ပြီးတော့တော်လန်းရေးတိုးအပ်ဆိုရင်ရတယ်တနည်းအားဖြင့်ဒီလက်နက်ကင်တော်လန်းတဲ့သူတွေတော့ဆိုရင်ရတယ်လို့တို့ဖော်ပြတာတွေ့ရတယ်ဒါကတော့ကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါပြီးတော့လည်းကျွန်တော်ရုရှားကလည်းမြန်မာနိုင်ငံမှာဂျိုဒူးမှတ်တမ်းဓာတ်ပုံတွေစမ်းစစ်တဲ့ဌာနကို ပွင့်လင်းထားပြီးဖြစ်တယ်လို့လည်းသူတို့ဘက်ကရည်သားထားတယ်အဲ့တော့အဲ့ဒီအခြေအနေကတော့မှန်ပါတယ်ဘာကြောင့်လဲဆိုပြီးတဲ့ပြီးခဲ့တဲ့ခါကဒီရုရှားနဲ့မြန်မာပူးတဲ့ဒေသရှင်းနေပွဲမှာဒီလိုအချက်လက်တွေပါလာတာတွေ့ရပါတယ်အဲ့တော့ဒီသတင်းကကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့လိုရုရှားကရုရှားကဒီဂျိုလူတပ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီတပ်မတော်ကိုသတင်းဒီဂျိုလူဂျိုလူတပ်ပုံအချက်လက်တွေဖလှယ်ပြီးဆိုရင်တော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းကောင်းကြီးထောက်လန်းနိုင်မယ်နောက်ထပ်ဒီမြန်မာတပ်ပေါ်ရဲ့ဒီကျွန်တော်ဒီပညာ ထောက်လှမ်းမှုစွမ်းရည်ကနောက်တဲ့တစ်ဆင့်ဒါတိုးတက်သွားမယ့်အခြေအနေဖြစ်တယ်လို့ဒီနိုင်ငံတကာအဖွဲ့တွေကတော့သုံးသပ်တာတွေးရတယ်။သူတို့ရဲ့စိုးရင်ချက်တွေကတော့ဒီအခြေအနေကိုဒီမြန်မာတပ်မတော်ကအသုံးချပြီးတော့ဒါလက်နက်ကင်နေတဲ့ဒီတော်လန်နေတဲ့တနည်းအားဖြင့်အကြမ်းဖက်နေတဲ့ဒီလက်နက်ကင်အဖွဲ့တွေကိုသူတို့ထိထိရောက်ချေမှုန်းသွားနိုင်မယ်။တစ်ဖက်မှာဆိုရင်ပဲဒီနတ်ဆက်ကဆိုကသူတို့ဖော်ဆောင်နေတဲ့နိုင်ငံတော်ရဲ့ရှေ့လုံငန်းစဉ်9ရက်အရွေးကိုသူတို့အချိန်ကိုကောင်းကောင်းနဲ့ရွေးနိုင်မယ်။တစ်ဖက်မှာဆိုရင်ပဲကျွန်တော်တို့ဒီနိုင်ငံရေးရသူတို့လိုချင်တဲ့တနည်းအားဖြင့်နတ်ဆက်ကလူပုံဖော်လိုတဲ့ နေရာတခုအရှိန်အဟုန်နဲ့သွားနိုင်မယ်လို့သူတို့ဘက်ကသုံးသပ်တာတွေ့ရတယ်အဲ့တော့ဒီအချိန်ကကျွန်တော်တို့နိုင်ငံတကာသတင်းစာမျက်နှာတွေပါမြန်မာတပ်မတော်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်တို့ပြန်ပြီးတော့ကောင်းထုတ်တင်ပြတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်အုတ်ချစ်ပင်ပြုတ်နဲ့ညောင်ညိုးစကန်အဲ့တော့ညောင်ညိုးစကန်ကျသွားပြီလို့ဒီစစ်စစ်ကြောင့်မီဒီယာတွေကဒီကနေ့ဖော်ပြနေတာတွေ့ရပါတယ်မြန်မြန်ဆန်ဆန်ကိုဖော်ပြနေတာပါအဲ့တော့ညောင်ညိုးစကန်ကကျွန်တော်တို့တိုက်ပွဲဖြစ်နေတာမှန်ပါတယ်ညောင်ညိုးစကန်ရဲ့ဒါအေရီးယားမှာတိုက်ပွဲတွေပြင်းထန်နေတယ် ။နောက်ရိုးစကန်ကတကယ်ကိုကျွန်တော်အရေးပါတဲ့နေရာမှာတည်ရှိတယ်။တနည်းအားဖြင့်ကျွန်တော်အုံချစ်ပင်မြို့နယ်ထဲမှာတည်ရှိတယ်။အကြမ်းဖက်သမားတွေထောက်ဖို့ကကျွန်တော်တို့ဒီတောင်ကုန်းကနေပြီးတော့ဒါတို့ဒါတောင်ကုန်းအုံချစ်ပင်လမ်းတိုင်းတို့တော့ထောက်ဖို့ကကျွန်တော်မပြတ်ဘူးဗျာ။တောင်ကုန်းရဲ့ area ကတစ်ဖက်မှာကျွန်တော်ရေပြင်ရှိတယ်။ရေပြင်တို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးကတော်တော်ကြီးကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်ပွင့်နေနေတာဖြစ်တယ်။ပြီးတော့ကျွန်တော်ဒီကြခိုင်မီနယ်ကနေပြီးတော့ကျွန်တော်ဒီပြည်မာတဲ့ကိုဝင်တဲ့လမ်းကြောင်းသုံးခုမှာဆိုရင်တိုက်ပွဲအပြင်းထန်ဆုံးနေရာကိုပြပါဆိုရင်လက်ရှိဒီတောက်ကုန်းနဲ့ ဒါအုတ်ချစ်ပင်ဧရိယာရဲ့တိုက်ပွဲတွေကအပြင်းထန်ဆုံးနဲ့ရခိုင်လက်နက်ကိုင်ဘွဲ့ A ရဲ့အင်အားအများဆုံးအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အေရဝီတိုင်းရဲ့အဆက်မှာဆိုရင်စစ်သွေးကြွတွေရဲ့ဒီစစ်ဦးကိုကျွန်တော်တို့ချိုးနိုင်ခဲ့တယ်။လက်ရှိကျွန်တော်တို့ဥချိုးနိုင်လိုက်ပြီ။တစ်ဖက်မှာကျွန်တော်တို့အန်းနဲ့ဒါကျွန်တော်အန်ပဒန်းလမ်းမိုက်မှာဆိုရင်လည်းပဲဒီနေကြားပေါ့ဗျာနေကြားအဲ့မှာရှိတဲ့စစ်သွေးကြွ A ရဲ့လှုပ်ရှားမှုကိုတက်မတော်ကကောင်းကောင်းထိရှုပ်နိုင်တယ်။လက်ရှိတော့ကျွန်တော်တို့အကြဒီလက်ရှိတော့ဒီတောင်ကုန်းနဲ့အုတ်ချစ်ပင်ရဲ့ တကြောပေါ့ဗျာအဲ့ဒီတကြောမှာဆိုအကြမ်းဖက်တွေရဲ့လှုပ်ရှားမှုကဒါကျွန်တော်တို့အချိန်ကိုကောင်းနေစေဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်ကောင်းနေတယ်ပေါ့ဗျာအဲ့တော့ဒီဒီ ownership area ကနိုင်ငံတော်အတွက်အရေးကြီးတဲ့ကျွန်တော်တို့စက်ယုံတွေရှိတယ်အကြမ်းဖက်သမားတွေရဲ့ရွေချက်ကတော့တို့ဒီနေရာကိုတို့ထိန်းချုပ်နိုင်ဖို့ဖျက်ဆီးနိုင်ဖို့တို့ဒီလိုမျိုးရွေထားပုံရပါတယ်ဒါကြောင့်လည်းအကြမ်းဖက်သမားတွေကအကြမ်းဖက်သမားတွေကတို့ဒါအုံချစ်ပင် area မှာတို့အင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ရဲရဲဆက်ဆက် နေနေရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ area ကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့နေရာဖြစ်ပါတယ်။တိုက်ပွဲတွေကတော့ကျွန်တော်တို့ပြင်းထန်နေဆက်ဖြစ်တယ်။စစ်သွေးကြော A ကတော့အဲ့ဒီ area မှာကျွန်တော်အင်အားအလုံးကြီးနဲ့တို့ဒါတို့တိုက်နေရလို့ကျွန်တော်တို့သိရပါတယ်။ဒါကတော့ကျွန်တော်တို့အရေးပါတဲ့အရေးကြီးတဲ့နေရာကိုတင်ပြတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ဒါစစ်တွေနဲ့ကြောက်ဖြူဘက်မှာတော့အကြမ်းဖက်သမားတွေရဲ့စကန်တွေကိုတက်မလို့ drone တပ်ဖွဲ့တွေကကျွန်တော်တို့တောက်လျှောက်ချေမိုးနိုင်တယ်။ အကြမ်းဖက်သမားတွေအဲ့ဒီဘက်မှာကျွန်တော်ထိခိုက်ကြဆုံများတယ်ကျွန်တော်တို့ဒီစစ်တွေနဲ့ကြောက်ဖြူဧရိယာမှာဆိုရင်တော့အဲ့ဒီအတိုက်ပွဲမှာဆိုရင်တော့ကျွန်တော်ဘာမှအဆိုးရရာမရှိဘူးတပ်မတော်ကတော့အကြမ်းဖက်သမားတွေရဲ့ကျွန်တော်တို့စကန်နေသူတို့ရဲ့ထောက်ဖို့လမ်းကြောင်းတွေကိုတောက်လျှောက်ကျွန်တော်တို့ဒါတပ်မတော် drone တပ်ဖွဲ့တွေကတောက်လျှောက်ကဲထောက်ပြီးတောက်လျှောက်ကိုခြေမှုနိုင်တယ်အဲ့တော့အဲ့တော့စစ်သွေးကြွအေရာတော့လက်ရှိသူတို့သူတို့အင်အားအများဆုံးနဲ့တိုက်ခိုက်နေတာကတော့ကျွန်တော်တို့တောင်ကုန်းနဲ့အုံချစ်ပင်ကြားကဒါညောင်ကျိုး အေးကြီးရပါဗျာအဲ့ဒီမှာတော့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေတယ်အကြံဖတ်မီဒီယာတွေရေးသားနေတယ်လို့အုံချစ်ပင်မျိုးနဲ့ညောင်ကျိုးစကန်ကြတယ်ဆိုတော့ကတော့တရင်မသာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံမနီပူရာပြည်နယ်လွှတ်တော်အမတ်ကပြီးခဲ့တဲ့မလာစီယန်ဒီကဒါမနီပူရာပြည်နယ်နဲ့နယ်နိမိတ်ဆက်ဆက်တဲ့မြန်မာနိုင်ငံကကဘောချောင်ဝဲဒေသကိုသိမ်းယူပြီးတော့မနီပူရာပြည်နယ်တဲကိုထည့်ဖို့အတွက်သူကအာသူကအဆိုတင်ခဲ့တယ်ဗောဗျာအဆိုတင်ခဲ့တယ်ဗောအဲ့တော့ ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပိုင်နက်ကိုကျူးကျော်လိုစိမ့်နဲ့သူတို့လွှတ်တော်မှာတင်ခဲ့တယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗိုလ်ချုပ်စော်မင်းတို့ကလည်းဒီအချိန်တွေကိုကန့်ကွက်ကြောင်းတရားဝင်ပြောဆိုလိုက်တယ်အဲ့ဒီကပြောဆိုပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကန့်ကွက်တဲ့ပါတီဆိုလို့တပါတီပဲရှိသေးတယ်ကျွန်တော်တို့ဒီနေ့မှာပြည်သူ့လုံးပါတီကိုကျွန်တော်တို့ကပါဝါတင်ပြီးပြောနေတာမဟုတ်ပါဘူးတကယ်ကန့်ကွက်တဲ့ပါတီကကျွန်တော်ပြည်သူ့လုံးပါတီတပါတီပဲရှိပါသေးတယ်မြန်မာနိုင်ငံမှာပါတီပေါင်း53ပါတီရှိတယ် အဲ့ဒီ53ပါဒီအနက်ဒီကနေ့မလ14ရက်နေ့ထိဆိုရင်တော့ပြည်သုံးလုံးပါတီတပါတီပဲရှိသေးတယ်ကျန်တဲ့ပါတီတွေတော့မတွေ့သေးဘူးဒါကကျွန်တော်က73ရက်နေ့ထိပြောတာနော်14ရက်ဆက်ကိုင်းနောက်ပိုင်းမှာထုတ်ပြန်တော့ကျွန်တော်မသိဘူး73ရက်အဲ14ရက်နေ့နောက်ပိုင်းထုတ်ပြန်တော့မသိဘူး14ရက်နေ့ထိကတော့ကျွန်တော်တို့ပြည်သုံးလုံးပါတီတပါတီပဲရှိသေးတယ်ဒါတော့ကျွန်တော်တို့ကြိုးစွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကျွန်တော်တို့ထိပါရလဲရောက်ပါတယ်ဒါဒီနိုင်ငံရဲ့ပါတီရဲ့ဒီကိစ္စကိုမသိရလားမမြင်လား ်လုပ်ဖို့အတွက်ထုတ်ဖို့အတွက်အစည်းအဝေးတွေတိုင်ပင်နေကြတာလားဆိုကျွန်တော်မသိဘူး14ရက်နေ့အထိတော့ကျွန်တော်တို့ဒါ14ရက်နေ့အထိတော့ဒါပြည်သူ့လုံးပါတီနိုင်ငံပါတီ53ပါတီအနက်ပြည်သူ့လုံးပါတီကတော့တပါတီရဲ့သူတို့ဟလာသူတို့ပြည့်ထက်ကန့်ကွက်ရှုတ်ချခြင်းဆိုပြီးတော့သူတို့ဒါသတင်းထုတ်ပြန်လာတာတွေ့ရတယ်ဒီအချိန်ထဲပတ်သက်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကလည်းကျွန်တော်အဲ့တရင်တွေတောက်လျှောက်တင်ခဲ့တယ်အဲ့ဒီလိုပဲကျွန်တော်အခြားသောမီဒီယာတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ကျွန်တော်တို့သတင်းတွေဖော်ပြခဲ့ပါတယ်ကျွန်တော်တို့ကတော့ဒီတိုင်းပြည်အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ရတဲ့အချက်လက်ကိုကျွန်တော်တို့မားမမတ်မတ် ပြည်သူလူထုသိဖို့တော့ကျွန်တော်တောင်းလျှောက်ဖော်ပြပါတယ်အဲ့တော့နိုင်ငံပါတီရဲ့နိုင်ငံပါတီရဲ့ရည်တည်ချက်တွေကလည်းသူတို့လည်းဟလာဒီလိုမျိုးခင်ဗျာဖြစ်တယ်ဟာသူတို့မသိတာအကြောင်းမရှိဘူးဗျာချက်ချင်းတုတ်ပြန်မလားချက်ချင်းတုတ်ချက်ကဲတော့ချက်ချင်းတုတ်ပြန်တင်တာနောက်ဆုံးလိုရရင်ကျွန်တော်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတိုင်ကိုဖိအားပေးရမှာသူတို့မသိတာလားမလုတ်တတ်တာလားဒါမှမဟုတ်အစည်းအဝေးထိုင်နေသေးလားဆွေးနွေးသေးလားဆိုတာကျွန်တော်မသိပါဘူးမသိပါဘူးမိတို့ဘီဖြစ်စေကောင်မှုကျွန်တော်ပြည်သူ့လုံးပါတီကဒီလိုမျိုးထုတ်ပြန်ချက်ပေါ်မှာကျွန်တော်တို့ကြိုးစားပါတယ်